ဆလန်လီရဲ့အစားမှာစင်တော့ဒင်းရပြင်းထန်စွာရရှိထားတဲ့လူတစ်ယောက်ကသူ့ကိုလိုက်လံဖမ်းဆီးနေတဲ့ထူဆန်တဲ့လူတစ်ယောက်ကနေကြောက်လန့်နေကြထွက်ပြေးနေခဲ့ပါရင်လိုက်လံဖမ်းဆီးတဲ့လူကတော့အလေမှာပဲသူ့ကိုရဲဆက်စွာတက်လိုက်ပြီးတော့အလောင်းကိုဆွဲထုတ်သွားခဲ့ပါရင်အဲ့ဒီရဲဆက်တဲ့မြင်ကွင်းဖြစ်ပြီးတော့ပျော်ရွှင်နေကြတဲ့မိသားစုလေးတစုကကမ်ပါကားနဲ့ခရီးထွက်လာနေတာကိုပြသထားပါရင်မကြခင်မှာပဲအစားအသောက်အတွက်ရဲနာကြပြီးတော့အဖေဖြစ်သူကိတ်ကဘာဘီကျူးလုပ်ဖို့အတွက် စတင်လှုပ်ဆောင်တော့ပါရင်သူကသူ့ရဲ့သား Jeff ကိုမကြက်သေးတဲ့ state အားလာပေးပါရင် Jeff ကပျော်ပျော်ရွှင်ယူစားပေမဲ့သူ့ရဲ့အမ Amy ကတော့စားရှင်စိတ်မရှိပဲလမ်းလျှောက်ထွက်ဖို့ဆုံးဖြတ်ပါရင်မကြခင်သူ့အမေဖြစ်သူ Kathleen က Amy ကိုကောက်ွယ်ပြောဆိုပေးနေခဲ့ပါရင်လီမီယာနှစ်ယောက်ဒီအကြောင်းကိုဆွေးနွေးနေတဲ့အချိန်မှာ Jeffrey ကချောကလက်ဘာတချို့ကိုထုတ်ယူပြီးတော့ ဆေးဆေးဆာရေတွက်နေခဲ့ပါရင်တစ်ချိန်တည်းမှာပဲအေမီဟာဘေးကင်းတဲ့နေရာတစ်ခုအရောက်မှာပဲသူ့ရဲ့ဘုံကွယ်ထားတဲ့ပစ္စည်းကိုထုတ်ယူပြီးတော့တိတ်တိတ်လေးတုံးဆွဲပါရင်မကြခင်မှာပဲမိသားစုရဲ့ငင်းချမ်းတည်ငြိမ်မှုကဒိရခန်နှစ်ယောက်ကားနဲ့လာတာကြောင့်ပြတ်တောက်သွားခဲ့ပါရင်သူတို့ကဘီလီနဲ့ဝါနီလို့မိတ်ဆက်ကြပါရင်ကြောက်စရာကောင်းတဲ့ဒီနှစ်ယောက်ကသူရဲ့ညီဖြစ်တဲ့မာလီယောကိုရှာဖွေနေတာဖြစ်တဲ့အကြောင်းညီဖြစ်သူကပြီးခဲ့တဲ့ညမှာပျောက်ဆုံးသွားတဲ့အကြောင်းပြောပြပါရင်ဒီနေရာဒိရအစ်စ်မှာရောက်နေခဲ့တဲ့ကိတ်ကမာလီယောကိုမသိပါဘူးလို့ငင်းဆိုပေမဲ့ ဗာနီကစကားဆက်ပြောနေခဲ့ပါရင်သူကကိတ်တို့ရဲ့အိမ်အကြောင်းထပ်မေးနေခဲ့ပေမဲ့တည်တည်မှမှပဲကိတ်ကဘာမှထပ်မပြောပဲသူတို့ကိုလက်ခံမှုမလုပ်ပါဘူးအခြေအနေတက်တာစီဖို့အတွက်ဂျက်ကသူ့ရဲ့ချောကလက်ဘာဝီအထက်ကတချို့ကိုချစ်ချစ်ရင်းနှီးမှုအနေနဲ့ပြေးလဲပါရင်ဒါပေမဲ့ဝါနီကအဲ့ဒီအစားသူ့ရဲ့ပစ္စည်းတွေနဲ့လဲလှယ်ဖို့ကံလန်ပါရင် ဖာနီဟာချောကလက်ကိုစားနေတဲ့အချိန်မှာပဲအေမီပြန်ရောက်လာခဲ့ပြီးတော့ဒီလူဆိုးနှစ်ယောက်ကအေမီကိုစားရှင်တဲ့ပုံစံမျိုးနဲ့ကြည့်နေကြပါရင်သူတို့ကအေမီကိုလည်းမာလီယောကိုတွေးမိသလားလို့မေးပေမဲ့ဇွေးနေခဲ့တဲ့ကေကအေမီကိုကားထဲတွားထိုင်ဖို့ညွှန်ကြားလိုက်ပြီးအဲ့ဒီလူကိုသူတို့တွားရတော့မယ်လို့ပြောခဲ့ပါရင်နောက်ဆုံးမှာတော့ဒီနှစ်ယောက်ကလည်းချက်ချင်းပဲသူတို့ရဲ့ကားစီကိုပြန်ရောက်သွားခဲ့ပြီးတော့ပြက်တနာမရှိပဲထွက်ခွာသွားတော့ပါရင်ကေနဲ့သူ့ရဲ့မိသားစုကသူတို့ရဲ့အိတ်ဒီကိုထုတ်ပိုးပြီးတော့အိမ်ပြန်ဖို့ခရီးစားတော့ပါရင်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူတို့ဟာသိမကြခင်မှာပဲဂင်းလို့ခွင့်မရနိုင် ေးတဲ့အကြောင်းသဘောပေါက်လာခဲ့ပါရင်သူတို့ကထပ်ပြီးတော့အဲ့ဒီကောင်လေးနှစ်ယောက်နဲ့ပြန်တိုးသွားခဲ့ပါရင်သူတို့ရဲ့ကားပြတ်သွားတဲ့ပုံစံရပေမဲ့ကက်တလင်းကဗာနီယာလက်ထဲကတော့တန်ကိုတွေ့တဲ့အတွက်သူတို့ပြောတာကိုမယုံပါဘူးဒီကောင်လေးနှစ်ယောက်ဟာဒီနေရာတဝိုက်မှာတစ်ခုထဲတော့ကားဆွဲဝန်ဆောင်မှုကိုအဲ့ဒီနေ့မှာပိတ်ထားတဲ့အကြောင်း နောက်ဖုန်းဆက်မယ်ဆိုရင်တော့တို့အင်ကိုပဲဖုန်းဆက်ပြီးနောက်ထပ်လိုက်ပို့မဲ့လူတွေကိုခေါ်ရမှာဖြစ်တဲ့ကြောင့်ပြောပါရင်တို့နှစ်ယောက်ကတို့ရဲ့ကပြက်နေလို့ကိတို့ကလိုက်ပို့ပေးဖို့တောင်းဆိုပါရင်ကိတို့ဟာတို့မျိုးအနာကနေဖျက်သွားမှာဖြစ်လို့လိုက်ပို့နိုင်တဲ့ကြောင်းပြောပါရင်ကိတို့ကသူ့ရဲ့တနတ်ကိုစိတ်မသက်မသာခံစားနေရတဲ့အကြောင်းသိလာတဲ့အခါမှာဗာနီကအနည်းဆုံးဘေလီကိုတော့တို့နဲ့လိုက်ခွင့်ပြုဖို့ သူ့ကတော့ဒီနေရာမှာပဲခြံထားဖို့တောင်းဆိုလိုက်ပါရင်ကက်တလင်ရဲ့ကြောက်ရွံ့မှုတွေရှိပေမဲ့လည်းဂိတ်ကနောက်ဆုံးမှတဘောတူလိုက်ပြီးလမ်းတစ်လျှောက်သူတို့ရဲ့အိမ်မှာဘေလီကိုပို့ဖို့ထွက်ခွာကြပါရင်ဘေလီကလမ်းတစ်လျှောက်သူတို့နဲ့စကားပြောပြီးတော့ဂျက်နဲ့ပါဂိမ်းကစားသေးပေမဲ့ကက်တလင်ကသူ့ရဲ့စွန့်ပူပန်မှုကိုမဖုံးကွယ်နိုင်ပါဘူးဘေလီကသူ့ဟာသူ့ရဲ့ဦးလေးနဲ့ညီအကိုဝင်နဲ့နေထိုင်တဲ့အကြောင်းသူတို့ဟာလူကောင်းတွေဖြစ်တဲ့အကြောင်းအချင်းချင်းပြောပါရင်သူ့ရဲ့ညီအကိုဝင်ဟာကလေးဘဝကလေးကအဲ့ဒီနေရာကိုစီမံခန့်ခွဲလာကြတာဖြစ်တဲ့အကြောင်းပြောပြပါရင် ဒါပေမဲ့သူကကြက်ရဲ့မဆူစာအုပ်ကိုဂိမ်းဆက်ကစားဖို့ကောက်ယူလိုက်တဲ့အခါမှာတော့အရာအလုံးဆိုးရွားစွာပြောင်းလဲသွားခဲ့ပါရင်ဘေးလီဟာအံ့အားတင့်သွားခဲ့ပြီးဆွေးင်သွားခဲ့ပါရင်အချောင်းကတော့အဲ့ဒီစုပ်ဟာသူတို့ရဲ့ပျောက်ဆုံးနေခဲ့တဲ့သင်ငယ်ရှင်မာလီယောပိုင်ဆိုင်တဲ့စုပ်ဖြစ်နေလို့ပါကြက်ကမတိမတာဘေးလီကိုတိုက်ခိုက်လိုက်ပါရင်အော့ဆရာကလူပိုင်းဟာကြက်ကဘာမှမလုပ်သလိုပဲငြိမ်သက်နေကြပါရင်ဘေးလီတပိပိရှင်တိတ်ဆုံးသွားတာတော့မှသူတို့အတွက်ဘာမှမဟုတ်သလိုပဲဖြစ်ပါရင်အဲ့ဒီအချိန်မှာပဲဒီမိသားစုဟာပြီးခဲ့တဲ့ညက အကြောင်းရင်းတစ်ခုကြောင့်မာလီယောကိုတကယ်ပဲတတ်ခဲ့ကြတဲ့အကြောင်းပေါ်လင်လာခဲ့ပါရင်တစ်ချိန်တည်းမှာပဲဘေလီယက်ကြီးအကိုဝမ်ကွဲတယောက်ကသူ့ရဲ့နေစဉ်လှုပ်ရုပ်လှုပ်စဉ်ကိုခန်းစားရပြီးတော့သူ့ရဲ့လက်နက်ကိုချထားခဲ့ပါရင် မိသားစုစီကိုပြန်ကြည့်မယ်ဆိုရင်သူတို့ဟာဘီလီရဲ့ခန္ဓာကိုယ်ကိုဖျက်တောက်ဖို့အတွက်စတင်ဆောင်ရွက်ကြပြီးတော့သူတို့ရဲ့ရေခဲတိတ္တာထဲထဲ့သိမ့်ကသူတို့ရဲ့လူသားစားဝါဒတဘဝကိုဖော်ပြလိုက်ပါရင်းကက်တလင်ကအေမီကိုဘီလီရဲ့မျက်လုံးလို့ထင်ရတဲ့အရာအားလက်ဆင့်ကမ်းပြလိုက်ပါရင်းအဲ့ဒါဟာအေမီရဲ့အကြိုက်ဆုံးအစိတ်ပိုင်းတစ်ခုပါအဲ့ဒီအချိန်မှာဘေးရဲ့ဖုန်းမိလာခဲ့ပြီးတော့ကိတ်ကဖုန်းကိုရိုက်ခွဲပြပါရင်းပြီးတော့ငါတို့အင်ဂျင်ကိုစောင့်ဆိုင်းစီရှင်တာမဟုတ်လို့အမြန်လောက်ကြရအောင်လို့ဆက်ပြောပါရင်းအိမ်မှာဆိုတော့ဘေးလီရဲ့ဦးလီဖြစ်သူဟာဘေးလီရဲ့ညီအကိုဝမ်ကွဲပြီးဖြစ်တဲ့ ဂျူလီယာနဲ့ဆာဝနက်နုနဲ့အတူညစာစပွဲမှာထိုင်နေခဲ့ပါပြီးမိနစ်အနည်းငယ်ကြာမှတခါခောက်တန်ကြောင့်သူရဲ့ညစာစပွဲအနောက်ဆက်ခံလိုက်ရပြီးဂိတ်နဲ့သူ့ရဲ့မိသားစုရောက်လာတာကိုအံ့အားသင့်စွာတွေ့မြင်လိုက်ရပါပြီးမိသားစုဟာညီကိုဝမ်းကွဲရီကိုသူတို့ဟာဘေးလီကပို့လိုက်တဲ့အကြောင်းပြောပြပါပြီးသူတို့ကဘေးလီနဲ့ ဗာနက်တို့မာလီယောကိုရှာဖွေနေတဲ့အချိန်သူတို့ရဲ့ကမ်ပါပြက်စီးသွားတဲ့အချိန်မှာဒီနေရောင်နဲ့တတ်တတ်ဆိုင်ဆုံခဲ့တာဖြစ်တဲ့အကြောင်းပြောပြပါရင်အဲ့ဒါကိုကြားတဲ့အခါမှာသူတို့ကအေးတယ်ဝီကိုလက်လိုက်လေးနဲ့ကျူးဆူလိုက်ပါရင်ဂိတ်ဟာချက်ချင်းပဲအချိန်ဒီကိုစမ်းသပ်ဖို့အတွက်သူတို့ဖုန်းတုံးခွင့်တောင်းလိုက်ပြီးဘေးလီတကယ်ပဲဖုန်းရှိချောင်းကြားရတဲ့အတွက်ဝမ်းတာသွားကြပါရင်ဒါပေမဲ့ညစာစားတဲ့အချိန်မှာဆာဗာနက်ကသူတို့လမ်းမှာဘေးလီနဲ့တွေ့ခဲ့မယ်ဆိုရင်ဘေးလီကဘာကြောင့်များသူတို့ကိုအိမ်အထိလိုက်မပို့လိုက်တာလဲလို့မေးပါရင် ဂေဂါဘေးလီဟာမာလီယောကိုဗာနက်နဲ့အတူရှီလင်းရှာဖွေနေတဲ့အကြောင်းနဲ့ယင်ကတော့ဗာနက်နဲ့အတူရှိနေတဲ့အကြောင်းသူကတီးရှားသွားတဲ့အကြောင်းရှင်းပြပါရီဒီမေခွန်းကသူတို့ကိုချက်ချင်းပဲတတိရှိသွားစေခဲ့ပြီးသူတို့အလုံးဟာဒီ၃ယောက်ကိုတိုက်ခိုက်ဖို့အတွက်လက်နက်တွေထုတ်ယူကြပါရီဒါပေမဲ့ရုတ်တရက်ဆိုလိုပဲမထင်မှတ်ထားတာဝေဖြစ်လာခဲ့ပါရီဘစ်မက်လို့ခေါ်တဲ့ခနာကိုကြီးမားတဲ့လူတစ်ယောက်ကငှက်ဆာစားဖို့အတွက်ရောက်လာခဲ့ပြီးတော့ တဟအဖွဲကိုထိလန့်သွားစေတဲ့အတွက်အားလုံးကသူတို့ရဲ့လက်နက်တွေကိုဖုံးကွယ်လိုက်ကြပါရင်တစ်ချိန်တည်းမှာပဲလမ်းမှာစောင့်နေခဲ့တဲ့ Vanep ကဘေလီကိုဖုံးဆက်ဖို့ကြိုးစားပေမဲ့ဘေလီရဲ့ဖုန်းကပိတ်ထားခဲ့ပါရင်အဲ့ဒီအခါမှာပဲကာတစီရက်လိုက်တာကြောင့် Vanep ဟာဘေလီပြန်လာပြီလို့ထင်ပြီးတက်ပြင်းချလိုက်ပါရင်ဒါပေမဲ့ဒါကဒိဒခန့်တူရဲ့အုပ်ဖြစ်နေခဲ့ပြီးတော့သူဟာမကြသေးခင်က Vanep ကိုမမမကန်ဆွဆွဲပြီးတော့စိတ်ဆိုးစေခဲ့သူဖြစ်ပါရင်ဒူရဲအိုကတောင်းပန်ပြီးအေးဆက်တဲ့ညမှာသူ့ကိုခရီးဆက်ဖို့အတွက်လိုက်ဖို့ပြင်မယ်လို့ကန်လန်းပြင်မယ်ဝါနက်ကငင်းဆိုပါရင် ဖာနက်က NE ကကောင်းမွန်တဲ့မိသားစုတစုကဘေးလီကိုခရီးဆက်ဖို့အတွက်လိုက်ဖို့ပြီးတဲ့အကြောင်းနဲ့သူပြန်လာတော့မှဖြစ်တဲ့အကြောင်းပြောပြပါရင်းဝါနက်ရဲ့တန်တရားဖြစ်ဖွယ်အခြေအနေကိုမြင်တွေ့ရပေမဲ့သူရဲ့အုပ်ကထွက်ခွာသွားခဲ့ပါရင်းအမှန်တကယ်ဆိုရင်တော့ဂျက်ဖာသူ့ကိုစီးခတ်ထားတဲ့ချောကလက်ဘာဝေးကြွေးခဲ့တာဖြစ်ပြီးတဟာသူရဲ့ဝမ်ပိုက်ကိုဒုက္ခပေးကမကြခဏအန်ရှင်စေခဲ့ပါလိအင်ကိုပြောင်းတော့ဂျက်ကသူတို့ကိုသူ့ရဲ့တကြလုံးတွေကမ်းပစ်လိုက်ပြီးဖေကအိမ်ထဲမှာ တွားဝေကိုထိမ့်သိမ့်ဖို့တကြလုံးမစားတဲ့အကြောင်းပြောပြပါရည်ဒါပေမဲ့ဂျူလီယပ်ကဂျက်စီကနေနှစ်ခုလုံးကိုယူပြီးတော့တလုံးကိုဘစ်မက်နဲ့ဝေမြလိုက်ပါရည်နောက်ပိုင်းမှာစနောအေမီဟာအင်တာသွားမယ်ဆိုပြီးခွင်းပန့်ပေးမယ်အမှန်တကယ်တော့သူ့ရဲ့ပစ္စည်းတွေကိုထုတ်ပို့ဖို့အခွင့်အရေးယူလိုက်တာပါဒါပေမဲ့ဆာဗာနပ်ကအပြင်မှာစောင့်နေတဲ့အတွက်အေမီရဲ့ရင်ထဲတုံ့လောက်သွားခဲ့ပြီး သူ့အမေပေးလိုက်တဲ့မျက်လုံးဟာသူမတိလိုက်ပဲကျမ်းပြင်ပေါ်ကျသွားခဲ့ပါရင်အေမီက7နဲ့ချော်မွေးစွာရင်းနှီးသွားခဲ့ပေမဲ့ဂျူလီကအဲ့ဒီအချိန်ကိုတူတောင်းသွားစေဖို့သူတို့ကိုအခန်းစီပြန်ခေါ်လိုက်ပါရင်ဖေဟာသူတို့ကိုညအခင်အချင်းတစ်ခုအတွက်ကြိုဆိုလိုက်ပြီးတော့အဲ့ဒီမှာ7ကသူ့ရဲ့စံတရားတီကျွမ်းကျင်မှုနဲ့အားလုံးကိုဖန်ဆာခဲ့ပါရင်နောက်ပိုင်းမှာဆိုတော့ဖေကလီမီယာနဲ့ကိုညအိပ်ဖို့အခန်းပြပြီးကောင်မလေးဝေက ဂျက်ကိုဘီလီရဲ့တိတ်တောက်တိတ်တာရှိတဲ့အခန်းစီခေါ်တော့ပါရင်အခန်းအလုံးလူနေလို့ပြင်းနေတာကြောင့်ဂျူလီကဆောင်းနဲ့ဖာအီမီကိုလက်ခံထားဖို့အကြံပြုပါရင်အချောင်းကတော့သူ့ဂရိုင်းကဘေးမက်ကိုလက်ခံထားတာကြောင့်ပါဂျူလီထပ်ပြီးပြောတာကသူ့အယောက်ျားဝီကိုတိတ်ပြီးစိတ်မဝင်စားတဲ့လူဖြစ်လို့ဆောင်းနဲ့နဲ့အီမီတွဲနေမယ်ဆိုရင်တော့ပိုကောင်းမယ်လို့ပြောပါရင်အော်ဖို့ကောင်းစွာနေပြီအီမီကလည်းအတတူပဲစိတ်ဝင်စားမှုရှိပေမဲ့အဲ့ဒီအချိန်မှာတော့သူ့ရဲ့စိတ်ထဲမှာပဲတိန်ထားလိုက်ပါရင်ဆောင်းနဲ့ကဖီကိုအေးရဝင်အောင်ကူညီရင်းနဲ့ပဲဒီအဲ့တဲ့ဝီကစွင့်စရာကောင်းတဲ့အကြောင်းနဲ့ သူတို့ဟာတိုက်ဆိုင်နေလောက်အောင်အလွန်ကောင်းမွန်နေတဲ့အကြောင်းသူရဲ့တန်တရားဝေကိုပြောပြပါရင်းတခြားတစ်ဖက်မှာဆိုတော့ဖေကနောက်ပြောင်းနေတယ်လို့သူတို့ဟာငါတို့ကိုတယောက်ချင်းစီရှင်းပြပြီးတော့အင်ကိုမီးရှို့ပြစ်မယ်လို့ထင်နေတလားလို့မေးလိုက်ပါရင်းလင်မယားနှစ်ယောက်ရဲ့အခန်းထဲမှာဆိုတော့ကေဟာစိတ်ပူပန်နေခဲ့ပါပြီအကြောင်းကတော့သူကမိသားစုကိုနာကျင်စေရှင်တာမဟုတ်လို့ပါသူစီမှာကိုပိုင်မူဝါဒဝေရှိပြီးတော့သူဟာလူအဖွဲ့အစည်းကိုထိခိုက်စေတဲ့လူဝေဝန်ထုတ်ဝန်ပိုဖြစ်နေတဲ့သူ၏ကိုပဲအဓိကထားပြီးတော့တတ်ဖြတ်ခဲ့တာပါ သူကအပြစ်မဲ့တဲ့မိသားစုနဲ့မိသားစုတွေကိုတခါမှဒုက္ခမှပေးခဲ့ဘူးပါဘူး။ဒါပေမဲ့ကိကသူတို့ရဲ့ယီမန်ချက်ကိုတရိပ်ပေးပါရင်းသူတို့ဟာဘဝမရှိယီမန်ချက်မရှိတဲ့လူတွေအထူးတဖြစ်လိုလိုက်လို့ခေါ်တဲ့လူတွေကိုဖယ်ရှားပစ်ဖို့လှုံ့ဆော်နေကြတာပါ။သူတို့ဟာအခါအားလျောက်စွာယဉ်ကျေးမှုနဲ့ဝေးရစီခရီးထွက်ပြီးတော့ဆင်းရဲနွမ်းပါတဲ့လူတွေကိုတုတ်တင်ရှင်းလင်းကသူတို့ကိုဒုက္ခဆင်းရဲကနေကယ်တင်ရှင်းဖြစ်တယ်လို့ဖွင့်ဟပြောဆိုခဲ့ပါရင်းဒါပေမဲ့ကိကတော့ဒီမိသားစုက ရိုးရိုးလေးတီးရှားနေထိုင်ကြတာပဲလို့ထင်ပါရင်အထူးတဖြစ်တော့ဆာဗနက်ဖာမကြသည်ခင်ကမှဂေါ်လေးတစ်ခုမှလက်ခံခဲ့တာကိုသူသိတာကြောင့်ပါအဲ့ဒီနောက်ကေကကြက်ပြက်အခန်းစီကိုထွက်သွားပြီးတော့သူ့ရဲ့စိတ်ဆန္ဒကိုဖြေဖို့အတွက်တက်ကြွလန်းစန်းစွာမလုံးမိစေရန်ဂျက်ကိုစီမံကိန်းနဲ့ရှင်းပြဖို့တွားခဲ့ပါရင်သူကအင်တာဝေကိုသူ့အကြခွဲဝေစီစဉ်ထားပြီးတော့ဘင်မက်ကိုသူ့ grain ကင်တွဲမှာဖြစ်လို့သူမကိုမထိဖို့ဂျက်ကိုမာကြသွားပါရင်တစ်ချိန်တည်းမှာပဲဘေလီကဆူရောတဲ့အရာဝေး ဖြစ်နေပြီလို့ယုံကြည်လာတဲ့ Fed ဟာခြေလင်းပဲ Bailey ကိုရှာဖို့ထွက်သွားခဲ့ပါပြီ။အိမ်ပြန်ရောက်တော့ Savannah က Amy ဟာသူ့ရဲ့ချစ်သူ Valeria နဲ့ဖုန်းပြောနေတာကိုတွေ့ခဲ့ပြီးတော့အံ့အားသင့်သွားခဲ့ပါပြီ။အကြောင်းကသူတို့စီမှာဖုန်းမရှိဘူးလို့အရင်ကပြောခဲ့ဘူးလို့ပါ။ Amy ကဖုန်းအားကနည်းနည်းပဲကြံတော့တဲ့အတွက်ရွှေသားသုံးဆွဲနေတဲ့အကြောင်းရှင်းပြပြီး အိပ်ဖို့ပြင်စင်ပါလိစာဝနဲ့မတိတာကသူ့ရမှာဂျူလီဟာအိန္ဒာထင်မှာချောကလက်စီအာနီတင်ထွက်လာလို့အန်နေရပါပြီဘဲမဲ့ကလည်းဒီလိုပုံစံပဲခံစားရပြီးတော့အပြင်ကိုအပြေးလွှားထွက်သွားကအန်မာရီအိမ်ထဲမှာဆိုရင်အေမီကသူ့ရအမိဟာသူ့ရဲ့ဇနဝေကိုထောက်ခံပေးမယ်လလောဆယ်တော့တင်းကျပ်တဲ့သူ့ရအဖေကိုတီးစီရှင်သေးတာမဟုတ်တဲ့ကြောင့်ဖွင့်ပြောပါရီနေရောက်သားပျော်ရွှင်နေကြတဲ့အချိန်မှာအေမီရအမိသားစုကလုံရက်နေစတင်ပါရီဂိတ်ဟာဖေးစီကိုရောက်ဖို့အတွက်အပေါ်ထပ်ကိုပြီးပြည့်တက်သွားပြီးတော့ဂျက်ကဘေးမဲ့ရဲ့အနောက်မှာခံနာတယ်လို့ပြောလို့ရလောက်အောင် ေါ်လာတာမြင်ရပါတယ်သူကအချက်ချင်းပဲမတိမတာ map ကိုတိုက်ခိုက်ပြီးတော့ဒီလူကြီးအပေါ်မှာဒဏ်ရာဝေးအများဆုံးဖြစ်စေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲအေမီကဆာဗာနက်ကိုဆေးလေးတောက်ဖို့ဖိတ်ခေါ်ပြီးဒါကသူ့အတွက်အကောင်းဆုံးလို့ပြောပါတယ်ဂျမ်ကတိုက်ပွဲမှာအသာစီရပြီမဲ့ မက်ကသူ့ကိုပြင်းထန်စွာထိုးလိုက်ပြီးတော့ကျမ်းပြင်ပေါ်လဲကျသွားတဲ့အခါမှာအသာစီရမှုဆုံးရှုံးသွားခဲ့ပါသည်သူကကျက်ကိုညီကုံချုပ်တော့မဲ့အချိန်မှာပဲအန်ရှင်တလိုမျိုးဖြစ်လာခဲ့ပြီးကျက်ကိုအခွင့်အရေးတစ်ခုပေးလိုက်တလိုမျိုးဖြစ်သွားခဲ့ပါသည်ကျက်ကသူ့ရဲ့လက်ချောင်းကိုပိတ်ဆို့ထားခဲ့ပြီးတော့အန်လို့မရအောင်လှုပ်လိုက်ပါသည်အခုဆိုရင်ဖေရဲ့အခန်းထဲကိုရောက်နေခဲ့တဲ့ကေဟာဒီဖေရဲ့ကိုပဒင်ပေါက်ကနေမြင်တွေ့လိုက်ရပြီးအရန်ကိုကြောက်လန့်သွားလျက်အဖိုးအိုကိုနိုးမိသွားခဲ့ပါလိဖေရဲ့ဥခေါင်းကိုခွဲလိုက်ပြီးနောက်ကေကာစီမံကိန်းကိုဆန့်ကျင်လုံဆောင်ခဲ့တဲ့ဂျက်ကိုစုံးမဖို့ပြင်ခေါ်ပါလိ သူ့အမိကချက်ကိုတည်နိုင်တဲ့အထိအန်ဒီရရှိတဲ့အရာဝေးလုံးမိတဲ့အတွက်စူပူကေဗာရင်းဒါပေမဲ့ကေကရောလိုဝက်စွာချက်ပြဲရဲရဲနဲ့လုံးရက်ကိုရှိကျူးပြီးတော့ဖေရရှာကိုဆုလာဖြစ်ပေးလိုက်ပါရင်တချိန်ထဲမှာပဲအီမီဟာသူ့ရဲ့လက်နက်ကိုဖြည်းဖြည်းချင်းထုတ်ယူလာခဲ့ပေမဲ့နောက်ဆုံးအချိန်မှာဆာဗာနက်ကစိတ်ပြောင်းသွားခဲ့တာကြောင့်အီမီကဂရင်းအပေါ်လိမ့်ကြပြီးသူ့ဓာအပေါ်လဲကျသွားခဲ့ပါရင် အမီကတဟာသူ့ကိုယ်ကိုကာကွယ်ဖို့ပါလို့ရှင်းပြပြီးတော့ဆာဗနက်ကပတ်တီးနဲ့ချုပ်ယိုးဝေးလိုက်ယူပါရင်ဆာဗနက်စီမှာနေပဲဆုံးမှာကျွမ်းကျင်မှုရှိတာကိုတွေ့တဲ့အခါမှာအမီကသူ့ကိုတတ်ဖြတ်ဖို့အတွက်မတတ်နိုင်တော့ပါဘူးအကြောင်းကတော့သူဟာဆာဗနက်ရဲ့ရေးစွမ်းတတ်တီးနဲ့အရေးရှင်တွေကိုလီစာရှစ်ခင်မိသွားခဲ့ပြီးတော့ဒါဝီဟာသူ့မိသားစုရဲ့အလို့ တတ်မှတ်ချက်ထဲမှာပါဝင်တာကြောင့်ပဲဖြစ်ပါရင်စာမနဲ့ဖာသူ့ရဲ့ဈေးဘက်ဆိုင်ရာပစ္စည်းတွေတွားယူတဲ့အချိန်မှာအထံနေကြပြီးသူတို့အရင်ကပြောခဲ့တဲ့ကံပါကပြတ်သွားပြီးဆိုတော့မဟုတ်မှန်ကြောင်းဒီနေရာမှာရက်ထားပါလားလို့အံအားတင်သွားခဲ့ပါရင်ဂိတ်နဲ့ကက်တလင်းတို့ကားပေါ်ကနေဆင်းသွားပြီးတော့စာမနဲ့ဖာသူ့ရဲ့စိတ်ဝင်စားမှုကြောင့်အထဲကိုလေ့လာကြည့်ဖို့ဝင်သွားခဲ့ပါရင်ဒါပေမဲ့မကြခင်မှာသူက ဘေးမဲ့ရဲ့ကိုအင်ကဖြတ်တောက်ခံထားရတဲ့အလောင်းကိုတွေ့ရှိခဲ့ပါပြီးတကယ်တော့ဂျူလီဟာနောက်ဆုံးမှာအေမီချထားခဲ့တဲ့မျက်လုံးကိုတွေ့မိသွားခဲ့ပြီးထိတ်လန့်သွားခဲ့ပါပြီးသူကအချက်ချင်းပဲဖေးရဲ့အခန်းစီကိုသွားခဲ့ပေမဲ့သူ့ရဲ့အခြေအနေကိုမြင်တွေ့လဲရလို့ကြောက်လန့်သွားခဲ့ပါပြီးကိဟာရုတ်တရက်သူ့ကိုဖမ်းဆီးပြီးဒက်ဒလင်ကအစားအစာကိုဝေငှဖို့အခွင့်အရေးရသွားခဲ့ပါပြီးဂျက်ကလည်းသူတို့နဲ့ပူးပေါင်းပြီးကိတ်ဂရိုင်းခွင့်ပြုချက်နဲ့သူ့အမိက ပထမဆုံးအကြိမ်ဒီလိုလောက်ရလောက်တာကိုကြည့်ရှုပါရင်းအားလုံးကစုယုံလာကြပြီးကက်တလင်ကဒါကိုလှုပ်ဖို့ပြင်ဆင်ပါရင်းဒါပေမဲ့ရုတ်တရက်များတစ်ဆင့်သူ့ရဲ့လေပင်ကိုထိုးပေါက်သွားတာကြောင့်ရက်တန့်သွားခဲ့ပါရင်းဒီနေရာမှာဆာဗနက်ဖာသူ့ရဲ့ကျွမ်းကျင်မှုနဲ့တယောက်ကိုအောင်မြင်စွာလဲချလိုက်ပြီးတော့စူးညင်တဲ့ဒီမိသားစုကိုဖြိုချဖို့ပြင်ဆင်ပါရင်းဒါကြောင့်မိသားစုဟာပဒင်းပေါအနာကစူဝေးသွားကြပါရင်းသူ့အမေတည်ဆုံသွားတာကိုမြင်တဲ့အခါမှာတော့အေမီဟာသူ့အဖေကိုအော်ပြီးဒီလူတွေကဘဝအွှေ့ပြောင်းနေထိုင်တူတွေဒါမှမဟုတ် လမ်းဘီကအမိုက်တွေမဟုတ်တဲ့အကြောင်းပြောပေမဲ့ကေကတော့သူတို့ဟာဘာမှကိုမဟုတ်ဘူးလို့အတင်းပြောနေခဲ့ပါလိလက်စားရှိဖို့အတွက်ကေကဂျူလီကိုကြိုးတုပ်ပြီးနာချီအောင်လောက်ကဆာဗာနက်ကအနောက်ဆုံးမှထွက်လာလိမ့်မယ်လို့တည်နေခဲ့ပါလိ အမှန်အတိုင်းပဲပြစ်မှတ်သမားဟာသူ့ရဲ့အေခံပတင်ပေါက်ကနေခိုးဝင်လာခဲ့ပြီးတော့ကံကောင်းစွာနဲ့ပဲအေမီရဲ့ဖုန်းကိုတွေ့ရှိခဲ့ပါပြီးသူကအချက်ချင်းပဲအကူအညီတောင်းဖို့ဖုန်းဆက်ပေးမယ်အသေးစိတ်အပြည့်အစုံမပြောနိုင်ခင်ဂျက်ကသူ့ရဲ့စကားကိုကြားသွားပြီးအခန်းထဲကိုရှီးကပ်လာပါပြီးဖုန်းလက်ခံလိုက်တဲ့သူ့ရဲ့အုပ်ကအေမီရဲ့ဖုန်းနံပါတ်နဲ့ဒေတာကုတ်ဟာလော့အင်ဂျလီကဖြစ်တဲ့အကြောင်းသူ့ရဲ့အထက်အရာရှိကိုပြောပါပြီးသူကဗန်ပြောခဲ့တဲ့ NA ကကောင်းမွန်တဲ့မိသားစုတစုဟာဘေးလီကိုလိုက်ပို့ခဲ့တယ်ဆိုတာကိုတတိယသွားခဲ့ပါပြီး တခြားတစ်ဖက်မှာဆိုတော့စာဗနက်ဖာဂျက်ကိုအလွဲတကူပဲလဲချပါရင်းသူကဂျက်ကိုအတုံးပြုပြီးသူ့ရဲ့အမကိုလွတ်မြောက်ဖို့ညှိနှိုင်းပါရင်းဒါပေမဲ့ကေကသူ့ရဲ့အမကိုအဆုံးသတ်မယ်လို့ဂတိပြုပြီးတော့အေမီကဘာဝင်လောက်ရမှလဲဆိုတော့ကိုမတိတဲ့သူ့ရဲ့အဖေဟာတကယ်ပဲတတ်မှာမလို့ဂျက်ကိုလွတ်ပြီးဖို့တောင်းပန်ပါရင်းသူ့ရဲ့အမကိုကြောက်ရွံ့စိုးရိမ်တာကြောင့်စာဗနက်ဖာဂျက်ကိုလွတ်ပြီးလိုက်ပါရင်းဒါပေမဲ့အေမီကတော့စာဗနက်ကိုကြောခိုင်းတွားခဲ့ပြီးသူ့ကိုဖမ်းဆီးတဲ့နေရာမှာပန့်ဖို့ကူညီလိုက်ပါရင်း ူရဲ့စိတ်ဝေဒနာရှင်အဖေကတော့သူတို့အတွက်ဘေးမဲ့ပြန်ရှာကိုချက်ပြုတ်ပြီးနောက်ပြောင်းတလူမျိုးကျူလီကိုအနန့်ကယင်းနီးတလူပဲနော်လို့ပြောလိုက်ပါလိမ့်ရှင်ရှင်လင်းရိမ့်မိစေဖို့အတွက်ကိတ်ဟာဘေးမဲ့ပြန်ဖျက်ထားတဲ့လက်မောင်းကိုယူလာပြပြီးသူ့ကိုထိတ်လန့်တုန်လှုပ်တော့စီခဲ့ပါလိမ့်ဒီအခြေအနေကမင်းကလေးနှစ်ယောက်လုံးကိုအတားဆတာငင်းဆန်စေပြီးတော့ဒါကကိတ်ကိုစူးစူးရွာတုံးပြန်စေပါရီ။သူဟာစိတ်တိုင်းမကြဖြစ်ပြီးတော့ဂျူလီယာလက်မကိုအေးဆက်စွာဖျက်ပြီးစားတော့ပြပါရီ။အခြေအနေကိုပိုဆိုးစေဖို့သူကဆာဗနက်စီကိုတွားပြီးတော့သူ့ရဲ့အရေးရှင်ပြေးသွားတဲ့ လက်ချောင်းတွေကိုဖျက်ဖို့ကြံစီပါရီဒါပေမဲ့နောက်ဆုံးအချိန်မှာဆာဗနက်ကအေမီနဲ့ဆက်ဆံခဲ့တဲ့အကြောင်းရုတ်တရက်ဖွင့်ရလိုက်တာကြောင့်သူ့ရဲ့အစီအစဉ်ကိုရပ်တန့်သွားစီခဲ့ပါရီအဖေဖြစ်သူရဲ့တုံ့ပြန်မှုကိုမြင်တွေ့လိုက်ရတဲ့အခါမှာသူကအေမီရဲ့ဖုံးကွယ်ထားတဲ့လိန်စိတ်နဲ့မူးရဲ့စိတ်အကြောင်းတွေကိုဖွင့်ရလိုက်ပြီးကိတ်ကိုအံ့အားသင့်စီခဲ့ပါရီအဖေနဲ့တမီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ပြောဆိုနေကြတဲ့အချိန်မှာဆာဗနက်ကထွက်ပြေးဖို့စူးစမ်းရန်အခွင့်အရေးရသွားခဲ့ပြီးအချိန်မီသူ့ကိုယ်သူလွတ်မြောက်အောင် လုံဆောင်နိုင်ခဲ့ပါတယ်သူကလက်နက်ကိုလိုဝက်စွာကောက်ယူပြီးခေရမျက်လုံးအထည်ထိုးတွင်လိုက်တာကြောင့်အေမီတုတ်ပြန်လာခဲ့ပါတယ်အန်အောဆရာကောင်းတာကနာကျင်မှုရှိပေမဲ့လည်းဒီလူဆိုးဟာသူ့ရဲ့ကိုယ်ပိုင်မျက်လုံးကိုစားတောက်ပြပါတယ်အဲ့ဒီအချိန်ဖန်ဟာကန့်ကောင်းစွာနဲ့အိမ်ပြန်အရောက်မှာပဲသူ့ကိုပြစ်ခတ်ပြီးတော့ဂျက်ကလာကူမဲ့အချိန်အနေငယ်အလိုမှာပဲသူ့ကိုခိတ္တမလုံးနိုင်အောင်လုပ်ပြပါတယ်အလုံးအသက်ရှင်ရက်တီဖို့အတွက်တိုက်ခိုက်နေကြတာကြောင့်ကမောက်ကမဖြစ်သွားခဲ့ပါပြီ။ဆာဗနက်ကကြက်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးသူ့ကို မိဖို့ခန်းစီဥဆောင်ခေါ်တော့ပါရီအဲ့ဒီမှာသူဟာကြက်ပြက်လက်ကိုမီးလောင်စီခဲ့ပြီးတော့စူပွက်နေတဲ့ရေနဲ့မျက်နှာကိုပူလောင်အောင်လုပ်ပါရီနာကျင်မှုကြောင့်အားနဲ့သွားခဲ့ပြီးတော့ဆာဗာနက်ဖာသူ့ရဲ့လက်ဘင်းကိုဖိငှက်ပြီးအဆုံးစီရင်ခဲ့ပါရီဗာနက်ကအဖေဖြစ်သူကိုယဉ်ဆိုင်နေတဲ့အချိန်ကိတ်ကအနားမှာရှိဓာတ်တလက်ကိုဆွဲယူပြီးဗာနက်ကိုထိုးလိုက်တာကြောင့်ဒီနေရာမှာပဲချက်ချင်းကိုတီးဆုံးခဲ့ပါရီကိတ်ဟာဒီအတွက်ဂျင်းနဲ့နေခဲ့ပေမဲ့အခုဆိုရင်လွမြောက်သွားတဲ့ဂျူလီဟာကိတ်ကိုခေါင်းအားနဲ့နဲ့ဓာတ်နဲ့ခုတ်ဖို့အခွင့်ရရသွားခဲ့ပါရီ အဲ့ဒီနောက်စိတ်မချမ်းမသာဖြစ်တဲ့ညီအမနှစ်ယောက်ဟာနောက်ဆုံးမှတက်ပြင်းချနိုင်တော့ပါရီဒါပေမဲ့သူတို့ဟာမကြခင်မှာပဲဒီကိစ္စမပြီးသေးဘူးဆိုတော့ကိုတတိထားမိသွားခဲ့ပါရီအေမီကပြန်ထလာခဲ့ပြီးဂျူလီကိုအသေးတက်တဲ့အထိထိုးပြပါရီဒရွားထွက်သွားခဲ့တဲ့စာမနဲ့ဖာအေမီအနောက်လိုက်သွားခဲ့ပြီးတော့ရက်ဆက်စွာနဲ့ကြမ်းပြပေါ်အထိတိုက်ခိုက်လျက်သူ့ရဲ့မျက်နှာကိုဇန်ဒီယာနဲ့ရိုက်ချပြပါရီဒါပေမဲ့သူကနောက်ဆုံးပြေးလွှားခိုင်းပြီးတော့ဖိဖိနဲ့အနာကျင်စွာတီစီလိုတဲ့အတွက်ထူချတဲ့နောက်ဆုံးအကအခုကိုခွင့်ပြုခဲ့ပါရီး ဒါပေမဲ့ဆာဝနက်ဖာဒီအိမ်မက်ဆိုကိုအဆုံးတတ်တော့မဲ့အချိန်မှာမထင်မှတ်တာဖြစ်လာခဲ့ပါရင်အကြောင်းမတိပဲအချိန်မီရောက်လာခဲ့တဲ့တူရဲအုပ်ကဆာဝနက်ကိုတတ်ပြစ်လိုက်ပါရင်တူရဲအုပ်ဟာအခင်းဖြစ်ပွားပုံကိုမာယုံစွာနားလည်ပြီးတော့အင်ရှင်တွေက ဆိုရစွာဆက်ဆံခဲပုံရတဲ့ဧည့်သည်တွေအတွက်စိတ်မကောင်းဖြစ်နေပြီးပါလိမ့်သူကအချက်ချင်းပဲဈေးကူတမှုအကူအညီတောင်းပြီးတော့ဒေသခံတွေကအပြစ်မဲ့တဲ့ခရီးသွားမိသားစုကိုတပ်ဖြတ်ခဲ့တဲ့အကြောင်းဌာနချုပ်ကိုအစီရင်ခံလဲပါလိမ့်မကြခင်မှာသူ့ရဲ့အုပ်ကစုညာတန်တခုကြပြီးစစ်ဆေးဖို့ထွက်ခွာသွားခဲ့ပြီးရနောက်မိသားစုရဲ့ကံပါစီကိုရောက်သွားခဲ့ပါလိမ့်ရုတ်တရက်ဆိုလိုပဲအခုတော့လွတ်မြောက်သွားခဲ့တဲ့စိတ်ဝေဒနာရှင်ကောင်းမလေးက အိမ်ကိုမီးရှို့ပစ်တော့ပါလိရုပ်ရှင်ကအေမီမိသားစုရဲ့ကမ်ဘာကနဲ့ထွက်ခွာသွားတဲ့အချိန်မှာအဆုံးသတ်ပြီးမကောင်းတဲ့စိတ်ဓာတ်တွေကသူ့ရဲ့သွေးကြောထဲမှာစီးဆင်းနေဆဲပဲဖြစ်ပါလိကြည့်ရှုရပါရိတ်တာများအားလုံးကျေးဇူးအထူးတင်ရှိပါခင်ဗျာ